်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆလပီမိုးကုန်းနဲ့မိုးမိတ်ပြန်ပေးရတဲ့အပေါ် TNL ကောင်းဆောင် ရှင်းပြပြီးဘေးဆက်နှစ်နာသူတွေကိုတောင်းပန်ကြည်ဘတ်ဂျက်မရှိစီအင်အားနေလို့မိုးကုန်းနဲ့မိုးမိတ်အပြစ်ရရပေမဲ့ပွဲမပြီးသေးဟုဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် တောင်းတမတော် TNL အနေနဲ့စစ်ကောင်စီနဲ့အဖြစ်ရက်စဲပြီးမိုးကုတ်နဲ့မိုးမိတ်မျိုးပြန်ပေးလိုက်ရတာဟာကြီးဘာချက်မရှိစစ်အင်အားနှဲ့လို့ဖြစ်ကြောင်းအတည်ပြုပြီးအမေရိကန်ဖေးစနစ်နာသူတွေကိုတောင်းပန်ခြင်းကြောင့် TNL အထွေထွေအထွေရမှုချုပ်ဗိုလ်ချုပ်တာပုံကျော်ကဒီဇင်ဘာ၁ရက်ညတကောင်မှာသူ့ရဲ့ Facebook ကတဆင့်ရေးသားအတည်ပြုခဲ့ပါတယ်မိုးကုတ်တီကဟုခေါင်းစဉ်တက်ကမိုးကုတ်နဲ့မိုးမိတ်ပြန်ပေးလိုက်ရတဲ့အပေါ်နိုင်ငံရေးဖြာခင်းသူနဲ့ဘာမှန်းမသိစဲကျင်သူတွေကိုရှင်းပြအတိပေးခြင်းဖြစ်တယ်လို့ဆိုပါတယ် ပထမဆုံးတကယ်ပေးစနစ်နာသူတွေကိုတောင်းပန်ခြင်းပါတယ်။ရှင်တဲလှိုက်လိုက်လဲလဲနာကျင်ရတာမို့အနုညွတ်တောင်းပန်ပါတယ်လို့ကိုချုပ်တောင်းပုံကျော်ကရေးသားထားပါတယ်။ကြာပြင်ကိုချုပ်တောင်းပုံကျော်ကကြည်မရှိဖတ်ချက်မရှိသိစရာလူသူလဲနဲလာတော့မိုးကုတ်မိုးမင်းနဲ့ညှိပြီးအပြစ်ရရတယ်။ပွဲကမပြီးသေးပါဘူး။ဒါပေမဲ့အစဲတွေကစုံလုံးလာပါတယ်။အိုကွယ်မင်းတို့ကိုကြွေးခဲ့လို့လူဖြစ်လာတဲ့သူတွေမိုးကုတ်ကိုပြန်သိမ်းတာမြင်ချင်းစမ်းပါတယ်။တို့ကိုဆဲလို့မောရင်ဖြစ် နာနာပီဆဲပြီးတော့စစ်အာဏာရှင်ကိုလည်းနာနာပီ တိုက်ပါလေဟုရေးသားထားပါတယ်။တအောင်နိုင်ငံရဲ့ရဲ့ပန်းနိုင်တခုဟာမိုးကုတ်မြို့ကိုတအောင်ပြည်နယ်ထဲပြန်ပအောင်ဂျိုးပန်းရေးဖြစ်တယ်လို့လည်းဆိုပါတယ်။ရှေးရခင်နှစ်ပေါင်းထောင်ကြီးကတည်းကတအောင်လူမျိုးတို့ထဲလာတဲ့မိုးကုတ်ဟာတအောင်လူမျိုးလက်ထဲပြန်ရောက်ရမယ်လို့ရှိမှန်းထားပြီးမယ်လက်ထဲရောက်တဲ့မုတ်မစားရပဲပုတ်ချခံခဲ့ရတယ်လို့မျိုးအသေးခွဲရတယ်လို့ပိုချုပ်တာပုံတော်ကရေးသားထားပါတယ်။ကမကုံသိရင်တော့စူးစမ်းသူအတွက်ရှာလက်ရှိစမြဲလို့ယုံကြည်ပါတယ်။တစ္ဆာဖောက်လို့ပပတ်ဆက်ဆက် ြောသူတွေကိုတော်လရင်နှလုံးသေးချပြန့်သုံးသက်ပြီးအရှိတရားတွေကိုလက်ကင်ထားစီခြင်းပါတယ်။ဘေးဦးတော်လရင်မှာဆယ်နှစ်ကျော်တိဆောက်ထားတဲ့အရင်မြစ်တွေနဲ့အကောင်ဆုံးပံ့ပိုးခဲ့တယ်။လက်သုံးချောင်းထောက်သူတွေကိုလဆင်ဆက်အိတ်ထောင်ကြီးပိုင်းချွေးမွေးမြင့်တင်လေ့ကျင့်ထားတယ်။၃နှစ်၄နှစ်ကာလအတွင်းရဲဘော်အင်အားထောင်ကြီးပေးဆက်အရင်ပြုခဲ့တယ်။လက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတည်ခဲ့တယ်လို့ဗိုလ်ချုပ်တာဖုံကျော်ကအတည်ပြုပါတယ်။အာနာရှင်နိုင်ငံကိုခေါင်းနဲ့အတင်းဝင်တိုက်လို့ဦးကောင်းကသွေးချင်းညီရဲလို့တင်မလောက်ဟုလည်းရေးသားထားပါတယ်။ မာတွေဒီတေးခေါ်လို့လိုက်မပါနိုင်ပေမဲ့မိယာအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့တယ်လို့ဗိုလ်ချုပ်တာဘုံကျော်ကပြောပါရယ်။ဒါပေမဲ့2029စစ်စင်ရေးမှာဘယ်ဒီတေးမှလက်တွေပါမလာပဲအထီးကျန်ခဲ့ရတယ်လို့တောင်းဒေတာကန်တွေလေရင်ဖုံးထန်တင်ခဲ့ကြတယ်ဟုဆိုပါရယ်။ DNL ဟာ2029စစ်စင်ရေးမှာမဟာမိတ်တွေနဲ့ပေါင်းပြီးစစ်ကောင်စီတက်စခန်းရာချီမြို့၁၂မြို့ကိုသိမ်းပိုက်ခဲ့တာပါ2025မှာတော့နောက်ချိုကြောက်မယ်ဒီဘောကိုစစ်ကောင်စီကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးအော်တိုဘာလကုန်မှာတော့တရုတ်ရဲ့ဂျာဝယ်မှုနဲ့ ။မိုးမိတ်နဲ့မိုးကုတ်မြို့ကိုစစ်ကောင်စီထံပြန်ပေးကအပြည့်ရဆဲရေလှုပ်ဆောင်ခဲ့တာပါ။အပြည့်ရသဘောတူညီချက်တွေအရ TNL တပ်တွေထွက်ခွာပြီးနိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်စီတပ်မိုးကုတ်မိုးမိတ်ပြန်ဝင်လာချိန်မှာတော့တခြားတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီအကြားတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။မိုးကုတ်မိုးမိတ်ကြားမှာကချင်လွတ်လပ်ရေးတပ်မတော် KIA PDF နဲ့စစ်ကောင်စီတပ်အကြတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မိုးကုတ်မြို့ပြမှာလည်းစစ်ကောင်စီနဲ့ PDF တွေတိုက်ပွဲဖြစ်ခဲ့ပါတယ် ဆက်လက်ပြီးရန်ကုန်မြို့မှာတပတ်အတွင်းပြည်သူ22ဦးဖမ်းဆီးခံခဲ့ရတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရန်ကုန်မြို့ရှိမြို့နယ်6မြို့နယ်မှာနိုဝင်ဘာလ24ရက်နေ့မှာနိုဝင်ဘာလ30ရက်နေ့ထိတပတ်အတွင်းမတရားဖမ်းဆီးခံခဲ့ရသူအယက်သားပြည်သူ22ဦးထိရှိတယ်လို့ရန်ကုန်စကောက်နဝက်ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။အဆိုပါဖမ်းဆီးခံခဲ့ရသူပြည်သူတွေဟာရန်ကုန်တိုင်းအင်းစိန်မြောက်တကုံစမ်းချောင်းကြီးမြိုင်တာကီတာနဲ့ တောင်တကုံမြို့နယ်တို့မှာအရက်သားပြည်သူများဖမ်းဆီးခံရတာဖြစ်ပြီးစစ်မှုတန်းဆက်ရင်နဲ့ရှာဖွေဖမ်းဆီးခံရသူ၁ဦးအင်းစိန်ထောင်ရှိဆန္ဒပြလို့ဖမ်းဆီးခံရသူ၁ဦးလမ်းဘေးထိုင်နေစဉ်အဖမ်းခံရသူ၄ဦးလမ်းပေါ်သွာလာနေစဉ်အဖမ်းခံရသူ၃ဦးမဲဆွဲဆိုင်ပုတ်ကိုဖျက်ဆီးလို့ဆိုပြီးအဖမ်းခံရသူ၂ဦးနဲ့အုတ်ကြီးယုံနဲ့ချုံနောက်ခံထားရသူ၂ဦးတို့ဖြစ်တယ်လို့သိရပါတယ်အင်းစိန်ထောင်ရှိအဖမ်းခံရသူမှာ2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့လေ12နာရီလောက်ကအင်းစိန်ထောင်ပူဝကိအင်းကြီးမှာ နိုင်ငံရေးအကျဉ်းသားအလုံးလွှတ်ပေးပါစာသားပါဂက်ထူစာရွက်နှင့် NLD ပါတီအလံတို့ဖြစ်တကူတော်ဆန္ဒပြခဲ့လို့ဖန်ဆီးခံရသူဖြစ်ပြီးသင်ငန်းကျုံးမြို့နယ်ကြီးပွားရေးရက်ွက်မှာနေထိုင်သူအသက်20နှစ်အရွယ်နှင်းထက်ထက်အောင်ဖြစ်တယ်လို့စကားစ Lobby Channel တွေမှာဖော်ပြထားတယ်လို့ဆိုပါတယ်ဒါပေမဲ့နိုဝင်ဘာလ30ရက်ည8:00နာရီခွဲခန့်မှာလေရန်ကုန်တိုင်းအင်းစိန်မြို့နယ်ဟော့ခန်အဆောင်နှင့်ကားမတ်တိုင်အနီးအင်းစိန်စတိုးဆိုင်ရှိဆိုင်ကယ်ဘေးရွက်ပေါ်ထိုင်နေတဲ့အမျိုးသားနှစ်ဦးကိုအင်စီကစလုံးပုံစံ 2D 1325 အမေတစီဖြင့်ရဲယူနီဖောင်းဝတ်တဦးနဲ့အရက်ဝတ်တဦးတို့ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နိုဝင်ဘာလ28ရက်နေ့ကစပြီးရန်ကုန်တိုင်းတာကေတာတောင်တကုံမြောက်ဥကလာမင်္ဂလာတောင်ညွန်းအင်းစိန်အလုံးဘူတထောင်စတဲ့မြို့နယ်တွေမှာလည်းရက်ွက်အုပ်ကြီးအပွဲလာဝကများနဲ့ဖြူအဖွဲများမှတအိမ်တက်တအိမ်စင်တကောင်စရင်များလိုက်တောင်းယူကြည်ရင်မဲစရင်လိုက်စစ်စီနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံရှိနေတဲ့၍မြန်မာစစ်တပ်ရှိနေမိဟုမင်းအောင်လိုင်းပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ စစ်တပ်နှင့်တရံစာတဖြစ်မဲ့သူများကိုသာမေးပေးရန်ရဲနှင့်မိသားဝတ်တမ်းများကိုအမိန်ပေးခဲ့ပါတယ်။မြန်မာစစ်တပ်သည်မြန်မာနိုင်ငံတည်ရှိနေသည့်တည်ရှိနေမည်ဖြစ်ပြီးအခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်ကြောင်းအာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောပါရယ်။ရှမန်နီဒီဇင်ဘာလ၁ရက်မောလွဲပိုင်းတွင်ထွေးဆောင်ခဲ့သည့်ပြည်ဦးလွင်စည်းပင်ကြီးရဲအရာရှိလေးချင်ရေးကြောင်းဗဟိုမိသက်တင်တဲ့ကြောင်းပြည်ဦးလွင်နှင့်နိုင်ငံဝန်ထမ်းတက္ကသိုလ်အထက်မြန်မာပြည်မှတင်နန်းသားတင်နန်းသူများအားထွေးဆောင်ပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်ပါရယ်။တင်နန်းသားတင်နန်းသူတွေအနေနဲ့ဆန္ဒမဲပေးရမှာ တိုင်းပြည်နဲ့ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒေါတာဝင်းအရေးသုံးပါးကိုလိုက်နာဆောင်ထိန်နိုင်သူတမရော်ဟာနိုင်ငံတော်ရှိနေတဲ့၍တည်ရှိနေမယ့်အခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်တာကြောင့်တမရော်နဲ့တယံစာထားဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူတွေကိုရွေးချယ်၍ဇန္နာမဲပေးဖို့လိုအပ်တယ်ဟုမင်းအောင်လိုင်းကအမိန်ပေးပြောဆိုသွားခြင်းဖြစ်ပါတယ်။ရွှေကောက်ပွဲကြောင့်အစိုးရအဖွဲ့နဲ့မူဝါဒများအပြောင်းလဲရှိနိုင်တော်လဲနိုင်ငံဝန်ထမ်းများနှင့်ရုံးဌာနများမှအပြောင်းလဲရှိမည်မဟုတ်၍နိုင်ငံဝန်ထမ်းများအနေဖြင့်သက်ဆိုင်ရာမိမိတာဝန်များအားဆက်လက်ထမ်းဆောင်ရမည်ဟုမင်းအောင်လိုင်းကဆိုပါတယ်။ 2021အာဏာသိမ်းပြီးချိန်မှစ၍နိုင်ငံရေးအရာဖြစ်ပေါ်လာသည့်လက်နက်ကိုင်ပြည်ပခါများနိုင်ငံတကာပိတ်ဆို့မှုများတဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရမှုများနှင့်အခက်အခဲအကျက်တဲများကိုသိစာရှိနိုင်ငံဝန်ထမ်းများနှင့်တာဝန်သိပြည်သူတို့ဤစူးစီးညီညွတ်စွာဖြင့်ဖြတ်ကျော်နိုင်ခဲ့သည်ဟုမေးအွန်လိုင်းကကြွားလုံးထုတ်ခဲ့ပါသည်နိုင်ငံရေးအပြောင်းလဲနှင့်စီးပွားရေးအခြေအနေများကိုနိုင်ငံဝန်ထမ်းများအနေဖြင့်သိရှိရန်လိုအပ်ပြီးအချိန်ကုန်ငွေကုန်လူပင်ပန်းခံ၍တက်ရောက်နေသောတင်နန်းသားတင်နန်းသူများအနေဖြင့်လည်းအမေရိကန်တက်မြောက်အောင်တင်ယူကြရမည်ဟုမေးအွန်လိုင်းကဆက်လက်ပြောကြားခဲ့ပါသည် ဆက်လက်ပြီး NUG မှာမပါဝင်တော့ပေမဲ့မြန်မာပြည်သူလူထုအတန်းကိုကဘာကတိအောင်ချဲ့ထွင်လှုပ်ဆောင်မယ်လို့ဒေါက်တာဆာဆာပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့မှာမပါဝင်တော့ပေမဲ့ ြန်မာပြည်သူတွေအားလုံးရဲ့အတန်ကိုကဘာကကြားသိစေရန်နိုင်ငံတကာထိတွေ့ဆက်ဆံမှုတွေကိုချဲ့ထွင်သွားမှာဖြစ်တယ်လို့ဒေါက်တာဆာဆာကသူရဲ့လူမှုကွန်ရက် Facebook မှာဒီဇင်ဘာ၁ရက်နေ့ကအတည်ပြုထုတ်ပြန်ထားပါတယ်။2025ခုနှစ်ဩဂုတ်လအတွင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေရဲ့အစိတ်အပိုင်းတရက်အနေဖြင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနကိုဖြတ်သိမ်းထုတ်မှာဖြစ်တဲ့အကြောင်းယာယီသမရဖီတော်စုဝင်ကြီးချုပ်နှင့်ဖီတော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌတို့က သူ့ကိုအတိပေးအကြောင်းကြားခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေနှုတ်ထွက်တာနဲ့ပတ်သက်လို့ဒေါက်တာဆာဆာကရှင်းပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနဤပြည်ထောင်စုဝင်ကြီးတာဝန်ယူထားတဲ့ဒေါက်တာဆာဆာကမြန်မာနိုင်ငံခေတ်သစ်သမိုင်းတွင်အမောက်မိုက်ဆုံးကာလကိုဖျက်ဆီးနေရတဲ့ အချိန်တတိပြောင်မြောက်တဲ့မြန်မာပြည်သူတွေအတွက်အမှုထမ်းခွင့်ရခဲ့တာကိုလည်းအကြီးမြတ်ဆုံးသောဂုဏ်ယူဆရာတစ်ခုဖြစ်ပြီးသူ့ပေါ်ယုံကြည်ပေးခဲ့ကြတဲ့အတွက်လည်းအထူးကျေးဇူးတင်တယ်လို့ဒေါက်တာဆာဆာကဖော်ပြထားပါတယ်။လက်ရှိအချိန်ကစလို့မြန်မာနိုင်ငံနဲ့ပြည်သူတွေရဲ့အားပေးထောက်ခံမှုဆက်လက်ရရှိရင်လူသားအရင်းအမြစ်နဲ့ဗဏ္ဍာရေးအရင်းအမြစ်တွေရရှိရင်မဟာဗျူဟာမူပေါင်းကိုဦးတည်တဲ့ပြည်သူအခြေခံကိုစတင်အကောင့်ထည့်ဖို့ရမှာကိုကိုကိုနဲ့အချိန်တွေကိုအပြည့်အဝမြှောက်နှံသွားမှာဖြစ်တယ်လို့ဆိုပါတယ် ဒီပြည်သူအခြေခံကိုအကောင့်ထည့်ဖို့မှုကိုတရားဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်း၃ရက်နှင့်လုံဆောင်သွားမှာဖြစ်ပြီး၎င်းတို့အနက်ပထမဆုံးခြေလှမ်းအနေဖြင့်ငြိမ်းချမ်းရေးနှင့် Federal Democracy ဆိုင်ရာ Institute IPFD ကိုစတင်ဆောင်ရွက်မယ်လို့ဆိုပါတယ် IPFD အနေဖြင့်လွမြောက်နေမြေတွေမှာဒီတန်တရာအုပ်ချုပ်ရေးနှင့်အောက်ခြေမှအထက်သို့တည်ဆောက်သော Federal စနစ် Voton at Federalism ကိုအားဖြင့်ဆောင်ရွက်ခြင်းမြန်မာပြည်သူတွေရဲ့အတန်ကိုကဘာကကြားသိစေရန်နိုင်ငံတကာထိဆက်ဆံမှုတွေချဲ့ထွင်ခြင်း မတူကွဲပြားမှုများနဲ့ရှင်တွဲနေထိုင်ခြင်းများကိုမြင့်တင်ပေးပြီးဖွံ့ဖြိုးတိုးတက်ရေးနှင့်ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ကိုပံ့ပိုးကူညီခြင်းတို့ဖြစ်တယ်လို့ဆိုပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာကွယ်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။